မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့စကားလေးကတော့ကိုရီးယားတောင်မြောက်ဆီပွဲမှာကုညီပေးဖို့ရောက်လာတဲ့တူရကီစစ်သားတယောက်နဲ့ကိုရီးယားမိဘမဲ့ကလေးရဲ့စစ်ပွဲကြကတိုင်ရုံးစင်တွေကိုအကောင်းဆုံးပုံဖော်ပြသထားတဲ့ Ayla The Daughter of War ဆိုတဲ့ဖြစ်ရမယ့်စကားလေးပဲဖြစ်ပါတယ်ဆလာဆာဒုတိယကမ္ဘာစစ်ကြီးပြီးလို့၅နှစ်လောက်ကြာတဲ့အချိန်မှာတော့မြောက်ကိုရီးယားရိဘက်ကကျူးကျော်ဆဲဆဲတင်းလာတာကြောင့်တောင်ကိုရီးယားကလေးငယ်တို့လည်းမိဘမဲ့အဖြစ်နဲ့ကြံရိုက်ခဲ့ကြရတယ်ကုလရဲ့အကူအညီတောင်းမှုကြောင့် တူရကီတပ်တွေလည်းတောင်ကိုရီးယားသွားဖို့ဖြစ်လာပြီးအဲထဲမှာဆူလီမန်ဆိုတဲ့တက်ချက်ကြီးတယောက်လည်းပါနေလို့ချစ်ရသူတွေကိုဝမ်းနေစွာနေပဲနှုတ်ဆက်ခဲလိုက်ရတယ်။သူတို့စီမှာတော့မဲနိုင်ဆရာမလို့ပဲတန်းပြီးရွေးချယ်လိုက်ကြလို့စစ်သား4500ရဲ့မိသားစုဝင်တွေလည်းပူဆွေးတော်ကားတွေနဲ့မဖြစ်မယ်မှမသိတဲ့သူများနိုင်ငံကစစ်ပွဲတွေကိုထည့်ပေးလိုက်ကြရတယ်။အမေရိကန်တွေဥဆောင်တဲ့စီရေးလေ့ကျင့်မှုတွေအောက်မှာအကောင်းတဲ့အဆိုတွန်တွဲနေကြလို့အခက်အခဲမျိုးစုံကြတဲ့ကဆူလီမန်လည်း ပရွဲစိတ်တော်မတက်ရတော့တရားချွေးပြီးလမ်းကြောင်းပြောင်းပြလိုက်တယ်။တခြားစစ်သားတွေအတွက်တော့ပရွဲစိတ်တော်မတက်ရတဲ့ဆူလီမန်ကိုစစ်ပွဲထဲမှာဘလို့များထည့်ပေးလိုက်လဲဆိုတော့ကိုမိကွန်ဝိုင်းထုံနေတဲ့ကြားကဘူဆတ်စိတ်ကန်းကိုရောက်လာခဲ့ကြတယ်။တောင်ကိုရီးယားပြည်သူပြည်သားတွေကလည်းသူတို့ဘက်ကကူတိုက်ပေးမဲ့ဆူလီမန်တို့မဟာမိတ်စစ်သားတွေကိုကြိုးစိုးနေကြသလိုခရီးဆက်လာတဲ့လမ်းတစ်လျှောက်ကစစ်ရဲ့အနိဋ္ဌာယုံတွေကိုလည်းရင်နေခဲ့ကြရတယ်။သူတို့နေထိုင်ရမယ့်စခန်းကိုစားရောက်တဲ့နေမှာပဲ ရုတ်တရက်ပုံကျဲခံရလို့အသက်လူပြေးနေရတဲ့အချိန်အနောက်မှကြံခဲ့တဲ့ချစ်သူရီစားတွေကလည်းစစ်ပွဲကပြန်လာရင်လက်ထပ်နိုင်ဖို့ကြိုတင်ပြင်ဆင်နေခဲ့ကြတယ်။ဆူလီမန်တို့ကလည်းစက်သွေးရေးဆက်တွေပျက်စီးကုန်လို့အရေးပေါ်တရင်သွားဖို့နေတဲ့လမ်းမှာခြုံကိုတိုက်ခတ်ခံရပြီးကားမီးလောင်သွားပေမဲ့ရန်သူတွေကတော့ခြေမုံနိုင်ခဲ့ကြတယ်။ဒေါ်ရဲကလည်းခြေလင်ခီးထက်ဆက်လာကြရင်လူတေလောင်းများစွာကြားကတယောက်တည်းအသက်ရှင်ကြံခဲ့တဲ့ကလေးလေးကိုတွေ့ပြီးဆူလီမန်တို့လည်းခေါ်လာလိုက်ရတော့တယ်။စကားကိုရောက်တဲ့အချိန်မှာ ကလေးလေးကကြောက်ပြီးစကားမပြောရဲလို့တောင်ကိုရီးယားလားမြောက်ကိုရီးယားလားမသိတော့တူရကီလို လာရောက်လို့အတိတ်ပဲရတဲ့အိုင်လာဆိုတဲ့နာမည်လေးကိုပေးလိုက်ကြတယ်။ဂျင်နာတရားရှိတဲ့လူတွေကိုကလေးနဲ့ခွေးကတီးတဲ့ဆိုရဲစကားအတိုင်းဆူလီမန်အဘော်ကအိုင်လာလေးလည်းတဖြည်းဖြည်းနဲ့ကြောက်စိတ်တွေပျောက်လာလို့ပြုံးပြနေတော့မှပိုပြီးတနာသွားခဲ့ကြတယ်။အဖြစ်ပြက်တွေကိုမြင်နေရတယ်။အမေရိကန်တွေလည်းသူတို့ရဲ့အကူအညီတောင်းမှုကိုအရင်ဆုံးလက်ခံခဲ့တဲ့တူရကီတွေရဲ့စိတ်တန်နဲ့အိုင်လာဘော်မှာထားတဲ့ဆူလီမန်တို့ရဲ့လုပ်ရက်တွေအတွက်လေးစားသွားခဲ့ကြတယ်။ ခြေကုပ်စကန်ကိုပြန်လာကြတဲ့အချိန်မှာတော့ကားပေါ်ပါလာတဲ့အိုင်လာလဲဆူလီမတ်ကိုသူအနာကအပြောင်မခံပဲဘာသာစကားတွေနားမလည်ကြပါပဲသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအဆင်ပြေနေခဲ့ကြတယ်အဖွဲတွေကကားပြတ်သွားလို့ခလီတန်လန့်နဲ့ဖြစ်နေတယ်ဆူလီမန်တို့ကိုပဲထားခဲ့ပြီးထွက်သွားကြတဲ့အချိန်မှာမြောက်ကိုရီးယားတပ်တွေရောက်လာလို့ဝိုင်းပစ်တာခံလိုက်ရတယ်တိုက်ပွဲထဲမှာပိတ်မိနေတယ်ဆူလီမန်လည်းခလီကိုကားအောင်ထည့်ပြီးရာသလောက်ပြန်ခုခံကြပါပဲရန်သူတွေတဖြည်းဖြည်းနဲ့ပုံများလာလို့အနီးကပ်တွေဝင်လုံးခံလိုက်ရတယ်ဆူလီမန်လည်း ဓာတ်ထိုးခံလိုက်ရတော့မှသူတို့တက်တွေပြန်လှည့်လာလို့ကံကောင်းသွားကြပေးမယ်အနောက်ကမိသားစုတွေစီမှာတော့တူရကီစစ်သားတွေတိုက်ခိုက်ခံရတဲ့တရင်ကြပြီးစိတ်ဆင်းရဲကုန်ကြရတယ်တတိပြန်ရလာတော့မှအနာကအိုင်လာလေးကိုအရင်ဆုံးပြင်လိုက်ရပြီးသူတို့လူမျိုးတွေလာခေါ်နေတာတော့လိုက်မသွားပဲဆူလီမန်အနာပါပဲကတ်နေလို့ဌာနချုပ်ကိုတရင်ပို့ထားကြောင်းသိလိုက်ရတယ်စစ်ပွဲကြားထဲမှာခလီတယောက်ကိုစောင်းရှောက်ဖို့အတွက်မဖြစ်နိုင်လို့အိုင်လာကိုလည်းသူတို့လူမျိုးတွေလက်ထဲပဲထည့်ပေးခိုင်းပြီးဆူလီမန်ကိုတော့ ဂုံပြူပွဲသွားဖို့အတွက်ချက်ချင်းပြင်ဆင်ခိုင်းလိုက်တယ်။အိုင်လောက်ကိုထားခဲ့ခိုင်းပြီမယ်။ဂျစ်ကားရဲဝင်ပုံးနေတာဘယ်သူမှမသိလိုက်ပဲသူရဲ့ကောင်းတစ်စိတ်တွေလိုက်ကပ်ပေးနေတဲ့အချိန်ကြာမှာပြေးချလာလို့သူ့ကိုပါရောပြီးဂုံပြူကြရင်အမတ်တရားဓာတ်ပုံတွေရိုက်ယူထားလိုက်ကြတယ်။နိုင်ငံခြားသားစစ်သားတွေကြားထဲမှာအိုင်လာလေးလည်းပျော်ရွှင်လာသလိုအားလုံးကလည်းဝိုင်းပြီးချစ်ပေးခဲ့ကြလို့စကားစပြောလာတော့မှဆူလီမန်လည်းစာသင်ပေးဖို့ကြိုးစားရင်သူ့ကိုအဖေတယောက်လိုသတ်မှတ်ထားကြောင်းသိလိုက်ရတယ်။အားလည်းရရတဲ့အချိန်မှာတိုကျိုကိုသွားလဲကြတော့ ဓာတ်ပုံတွေရိုက်လိုက်အိုင်လာအတွက်လိုအပ်တာတွေဝယ်ပေးရင်လူမျိုးမတူတဲ့စစ်သားတယောက်နဲ့ခလီတယောက်ရဲ့မြေတာတွေကိုလူတိုင်းငဲကြည့်နေခဲ့ရတယ်။ပြန်ရောက်ကြတဲ့အချိန်မှာတော့အိုင်လာရဲ့ဆွေမျိုးသားချင်းတွေလာချတဲ့အကြောင်းကိုသိလိုက်ရလို့ဆွေလူများလည်းစကားပြောကြည့်မယ်ဆိုဘသူမှမသိအောင်တယောက်တည်းထွက်လာခဲ့လိုက်တယ်။လိစာတွေကအိမ်ကိုရောက်သွားတဲ့အချိန်မှာတော့ရောက်ကိုရီးယားတွေဖမ်းတာခံလိုက်ရပြီးစကန်ထဲမှာကလည်းဆွေလီမန်ပြောက်နေလို့ရှေးမိသွားတော့မှအိုင်လာရဲ့လမ်းညွှန်ပေးမှုကြောင့်ကဲထုတ်လာနိုင်ခဲ့ကြတယ်။ရှေးဒန်စကန်မှာမော်ရိုလာဖျော်ပြပေးလို့ သူ့ကိုအရန်ကြိုက်ပါတယ်ဆိုရယ်စစ်သားတယောက်ကကင်းဆောင်နေရတော့ဂျားရဲကအိုင်လာလေးအကူကြီးနဲ့လက်မှတ်ရအောင်တောင်းပေးနိုင်ခဲ့ကြတယ်။ကံမကောင်းစွာနဲ့ပဲလက်မှတ်တောင်းခိုက်တဲ့စစ်သားလေးစနိုက်ပါနဲ့အပြစ်ခံလိုက်ရလို့ဝမ်းနဲ့ကိုကျွေးနေတဲ့ဆူလီမန်ကိုအိုင်လာလေးကပဲပြန်နှစ်သိပ်ပေးရင်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေထိုင်ခဲ့ကြတယ်။တနေ့လောက်ကြာသွားတဲ့အချိန်မှာတော့သူတို့အတွက်အစာထိုးမဲ့တပ်တွေရောက်လာတော့မှမလို့နေရပြန်ကြတော့မယ့်စစ်သားတွေကိုအိုင်လာလေးလည်းစိတ်မကောင်းစွာနဲ့ပဲနှုတ်ဆက်နေခဲ့ရတယ်။ဆူလီမန်ကတော့ အိုင်လာကိုခေါ်ခွင့်မရလို့သူလည်းမပြန်ပဲစကမ်းမှာပဲဆက်နေလာရင်စောင်းမြော်နေတဲ့ချစ်သူစီကိုတော့မျိုးစုံအောင်လှည့်ပတ်လိမ့်ထားရင်တဖြည်းဖြည်းနဲ့နားလည်မှုတွေလွဲကွန်ခဲ့ကြတယ်။အထက်ကလည်းဆူလီမန်ကိုပြန်ဖို့အတွက်ဖိအားပေးလာတော့မှအိုင်လာကိုပါခေါ်သွားခွင့်တောင်းလိုက်ပေမဲ့ကိုရီးယားမိဘမဲ့ចောင်းမှထားခဲ့ဖို့အတိအကျစီစဉ်ပေးလိုက်ကြတယ်။ဆူလီမန်ကိုရိုင်းမဲ့ចောင်းကိုလိုက်ဖို့ပေးရင်မတိအောင်ခိုးပြန်လာတဲ့အချိန်မှာအနောက်မှာအိုင်လာကငိုပြီးပြေးလာလို့ခီးဆောင်ရည်တဲ့ထဲခေါ်သွားဖို့စူးစမ်းကြည့်လိုက်တယ် အားလုံးကလည်းမတိကျင်အောင်ဆောင်ပြီးလှုပ်ပေးထားလို့တင်ပေါ်ပေါ်တက်ခန်းဒီမှာမိဘမဲចောင်းကလိုက်လာတော့အထဲကအိုင်လာလေးကိုထုတ်ပေးရင်ပြန်လာခဲ့ပါမယ်ဆိုရက်ဂတိကိုပေးခဲ့လိုက်တယ်။ကြည်နေတဲ့သူတွေရောနှစ်ယောက်လုံးရဲ့ရင်ထဲမှာပါစုပ်ပြတ်တက်ပြီးတူရကီပြန်ရောက်တော့လေတခြားသူတယောက်ရဲ့လက်ထက်လက်စွပ်ကိုဝတ်ထားတယ်ချစ်သူကိုတွေးလိုက်ရတယ်။ဇူလီမန်ရဲ့နှလုံးသားတွေလည်းရားစရာမရှိအောင်ကွဲကြည့်ပြီးငါလာလောက်ကြာသွားတဲ့အချိန်မှာတော့တခြားအမျိုးသမီးတယောက်နဲ့ပဲလက်ထက်ပြေးလိုက်သလိုအိုင်လာကိုပြန်ရှာဖို့အတွက်လည်းအမြဲတမ်းစူးစမ်းနေခဲ့တယ်။ သဘောထားပြေးသွားတယ်မိမဖြစ်သူရဲ့အကူအညီကြောင့်ရသမြနီလန်တိုင်းနဲ့စူးစားရှာကြည့်ပေမဲ့စစ်ပွဲတွေကလည်းမပြီးသေးလို့အတက်နိုင်တော့တဲ့အဆုံးမှာလက်လျှော့ဖို့ပဲဆုံးဖြတ်လိုက်ရတော့တယ်48နှစ်လောက်ထိကြာသွားတဲ့အချိန်မှာတော့ဆူလီမန်လည်းအဖိုးကြီးတရားအဖြစ်ဇေယျထောင်းသွားသလိုငလီရင်တွေအသေးအံလုံနေတဲ့ကြားမှာတော့သူနဲ့အန်လာရဲ့ဓပုံကိုရအောင်ဝေယူလိုက်တယ်ငလီရင်ကြောက်ပြက်စီသွားတဲ့တူရကီအတွက်ပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာတောင်ကိုရီးယားကလည်းတဖန်ပြန်ကူညီပေးဖို့ ရောက်လာကြတဲ့တရင်ကိုမြင်တော့မှအိုင်လာကိုရှာဖို့အတွက်မျောလင်းချက်တွေထက်ရောက်လာခဲ့တယ်။သူတို့ကူညီပေးခဲ့တဲ့နေ60ဖြစ် ထိမ့်မှတ်လုပ်ပြီးတော့မှကိုရီးယားတရင်ဌာနတစ်ခုကအင်တာဗျူးလာလို့လို့အိုင်လာရဲ့အကြောင်းတွေသိသွားတော့ရအောင်ရှာပေးပါမယ်ဆိုပြီးကတိပေးသွားခဲ့ကြတယ်။တရင်တောက်တွေလည်းရနိုင်တဲ့များနီလန်မျိုးစုံနဲ့စူးစမ်းရှာနေကြလို့အိုင်လာနဲ့ကြောင်းတူတက်ခဲ့ဘူးတဲ့အတန်းပေါ်တွေရဲ့ပြောပြချက်အရဆူလီမလာခွန်မဲ့အချိန်ကိုပဲထိုင်ဆောင်နေကြောင်းသိလိုက်ရတယ်။တူရကီနိုင်ငံတော်သရှင်ဆိုတိုင်းလည်း ိုင်လာကတက်တက်ကြွကြနဲ့အတန်အကျေဆုံးစူတက်တယ်ဆိုတာပါထပ်တည်လိုက်ရတော့ပြန်လာခေါ်ပါမယ်လို့ဂတိတွေအထွတ်ထွတ်ပေးပြီးမတီးခဲ့တဲ့ဆူလီမန်လည်းပူပြီးခန်းစားသွားခဲ့ရတယ်။ဆူလီမန်ရဲ့သမီးကလည်းသူ့ဖေခန်းစားနေရတာတွေကိုမကြည့်ရတော့လို့ဆမ်းမရှာဖို့အတွက်တရင်တောက်တွေကိုတားနေတဲ့ကြာကအလုတ်ထဲမှာပဲဘဝကိုနှိမ့်မြုပ်ထားရတယ်။အိုင်လာရဲ့အကြောင်းတွေထပ်တည်လိုက်ရတယ်။အိုင်လာရဲ့အိမ်ကိုလိုက်သွားကြတော့မှဓပုံလေးတွေပြန်ကြည့်ရင်စိတ်မကောင်းဖြစ်ပြီးငုံနေတဲ့ကြာကဆူလီမန်ကိုသူ့အဖေပါဆိုပြီးအမြဲတမ်းအမှတ်ရနေကြကြောင်းပြောပြလိုက်တယ်။ သူအဖေအသက်ရှင်နေသေးတယ်ဆိုတာပါထပ်တီးလိုက်ရတော့နေ60ကျော်ဝေးกว่าနေတဲ့တားဖနှစ်ယောက်ကိုပြန်ဆောင်ခွင့်ပေးလိုက်ကြလို့ဝမ်းသာမျက်ရည်တွေနဲ့ဖန်ငိုကြရင်ဇာလန်းလေးလည်းပြီးဆုံးသွားပါပြီဒီစကားလေးမှာပေးချင်တဲ့ message ကတော့တယောက်နဲ့တယောက်မေတ္တာထားနိုင်ဖို့အတွက်လူမျိုးတွေဘာသာစကားတွေကအဓိကမဟုတ်ဘူးဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ